တမိုင်းမေဂျာတမိုင်းမေဂျာကောင်မလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ့်ုံပြေးရတယ်တဲ့ပကြလေးရဲ့လည်းနှမသားချင်းစာနာကြပါတစ်ဖက်ယောက်ကြလေးကဘာလုပ်ထားလဲဆိုတော့လင်းအင်္ဂါကြီးစေထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာစိမ့်ုံတက်ရတဲ့အရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲ ဆလင်းမြို့အထက်ကအကျောင်းမှာ great တန်းကျောင်းသူကိုကျောင်းသား၄ယောက်ကအုပ်စုဖွဲ့အတမပြုခြင်းဗီဒီယိုရိုက်က line ပေါ်တွင်မကွေးတိုင်းမင်းမှုခရိုင်ဆလင်းမြို့ပေါ်ရှိစစ်အုပ်စုကဖွင့်လှစ်ထားတဲ့အမှတ်တရအခြေခံပညာထက်တန်းကျောင်းအထက်ကတက်မှာပညာသင်ကြားနေတဲ့ great တန်းကျောင်းသူကိုရည်စားဖြစ်သူကျောင်းသားအပါအဝင်၄ယောက်ကအုပ်စုဖွဲ့အတမပြုခြင်းကဗီဒီယိုရိုက်ကူးပြီး Telegram online မှာဖြန့်ဝေမှုအောက်တိုဘာ23ရက်ကဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေကမှတ်ဖို့ပြောပါတယ်။ အော်တိုဘာ23ရက်ကစလင်းမျိုးပေါ်ရှိအထာကတကြောင်းမှာ Great Dan ပညာတက်ရောက်တင်ကြားနေတဲ့ចောင်းသူကိုရည်စားဖြစ်တဲ့ Great တွဲចောင်းသားကမွေးနေ့ပွဲရှိတယ်ဆိုပြီးချင်းဆိုကအရက်တေစာတောက်စားပြီးနောက်တငယ်ချင်း၃ယောက်နဲ့အတူအုပ်စုဖွဲ့အထမပြုချင်းခဲ့တာလို့ဆိုပါတယ် ကျောင်းသူမလေးကိုကျောင်းသားလေးကသူ့ရဲ့မွေးနေ့ရှိတယ်ဆိုပြီးတော့ထီကြီးဖះမှာခေါ်သွားတာအဲ့ဒီဖះမှာတောက်စားမှုရေးကြပြီးတော့ကျောင်းသူမလေးကိုအားလုံးကဝိုင်းပြီးမရင်ကျစ်လိုက်ကြတာမရင်ကျစ်လိုက်တာမှာရီးစားဖြစ်သူကကျောင်းသူလေးရဲ့လေပင်ကိုညှစ်ပြီးတော့တယောက်ချင်းစီခွဲပြီးမရင်ကျစ်ကြတာလို့ဆလင်းမြုပ်ခံတရင်ရင်းမြစ်ကမဟုတ်ပြောပါတယ် အဲ့ဒီလိုအရက်သေးစာတောက်စားပြီးရေစားဖြစ်သူနဲ့အဖွဲကဝိုင်ဝန်းအတ္တမပြုကျင့်ခဲ့တာကြောင့်သတိမေ့မြောက်ခဲ့ရမှာပြန်လဲသတိရလာချိန်ဘေးပတ်ဝန်းကျင်ကိုចောင်းသူကအကူအညီတောင်းခံခဲ့ရမှာဆေးရုံကိုဒေသခံတွေကကူညီပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ်။ စလင်းမျိုးအခြေခံပညာအထက်တန်းကျောင်းအထကက great တန်းကျောင်းသူကိုရည်စားဖြစ်တဲ့ great 12ကျောင်းသားနဲ့အတူ၄ဦးကအရက်တောက်စားပြီးနောက်ရိုက်နှက်နှိဆက်ကဝိုင်းဝန်းအတ္တမပြုကျင့်ခဲ့တာဖြစ်တယ်လို့အတ္တမပြုကျင့်နေတဲ့ video file ကိုပါရိုက်ကူးခဲ့ပြီးလူမှုကွန်ရက်ဖြစ်တဲ့ဒုံတွေမှာပါလွှင့်တင်ခဲ့တာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ် လက်ရှိမှာចောင်းသူဖြစ်သူကိုအုပ်စုဖွဲ့အတ္တမပြုကျင်ခဲ့တဲ့ရည်စားဖြစ်သူအပါဝင်၄ဦးကိုစစ်အုပ်စုရဲစခန်းကခေါ်ဆောင်သွားတယ်လို့ဆိုပြီးနောက်ဆက်တွဲအသေးစိတ်ကိုတော့တရားဖို့မဖေးကဆက်လက်စုံစမ်းနေပါတယ်။စစ်အုပ်စုရဲတွေကငွေယူငွေညစ်ပြီးအမှုကိုဖုံးဖိဖျောက်ဖျက်ကြီးခိုင်းလိုက်မှာစိုးရိမ်တယ်လို့လည်းမြို့ခံတချို့ကပြောပါတယ်။ ဆလင်းမြို့အထက်ကတမစစ်အာဏာမှသိမ်းခင်ကចောင်းသားတရဦးကိုဆရာဆရာမတဆက်အုံလုံးမရှိပေမဲ့လက်ရှိအာဏာသိမ်းကာလမှာစစ်အုပ်စုကနန်စီဒီအန်ဆရာဆရာမတွေထတ်တိုးခန့်အပ်ထားလို့ចောင်းသားတရမှာဆရာဆရာမ30ဦးနှုတ်အထိရှိလာတယ်လို့ဆိုပါတယ်ဒါပေမဲ့စစ်အုပ်စုလက်အောက်နန်စီဒီအန်ဆရာဆရာမအဖြစ်ဝင်ရောက်လုက္ကင်သူတွေဟာပညာသင်ကြားရေးရောစီကံထိန်းသိမ်းရေးမှာပါ ကျွမ်းကျင်တက်မြောက်တာမရှိဘဲစစ်အုပ်စုကလည်းသူတို့ကိုတစ္ဆာခံတဲ့နိစက်ရလူတွေကိုဆရာဆရာမအဖြစ်ဆွဲခံထားတာလို့ဒေတာခန့်တွေကဆိုပါတယ် စစ်အာဏာသိမ်းပြီးနောက်မင်းအောင်လိုင်ကိုတစ္ဆာခံတဲ့နန်စီဒီအန်တွေကြီးစိုးရာစာတင်ကြောင်းတွေမှာလိမ်မိုင်းဆိုင်ရာစော်ကားမှုအတ္တမပြုခြင်းမှုအနိုင်ကျင့်ရန်ပြုမှုတွေဆက်တိုက်ဖြစ်ပွားနေပြီး2024နှစ်ကုန်ပိုင်းကလည်းပဲခူးတိုင်းပဲခူးမြို့နယ်မုတ်ကလကြီးရွာမှာမင်းအောင်လိုင်ကိုတစ္ဆာခံတဲ့နန်ခင်ကျောင်းဆရာတဦးကမူလာရန်ကျောင်းသား16ဦးကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပွားခဲ့ပါသေးတယ်။အဝေးတင်တဲ့ကျောင်းလာတဲ့ကျောင်းသားကျောင်းသူတွေ ငါတို့မျိုးအတက်ကတူတော့နာမည်မဖြစ်ကြပါနဲ့လို့เนาะငါပြောပေးရစီအဲအဝေးတန်ဆိုတဲ့အသဘောတရားကအဝေးရလာတက်ကြတာတခြားမျိုးကလာတက်ကြတာ80ရာခိုင်နှုန်းရှိတယ်ကိုမျိုးကဆို20ရာခိုင်နှုန်းလောက်ပဲဖြစ်နေမှာအလုံးလုံးပြီးတော့တစ်နှစ်မှနှစ်ကျင်းလောက်ပဲတစ်နှစ်မှအာတစ်နှစ်မှသူတို့အလုံးလုံးတက်ရ3လထက်3လ4လထက်ပိုမတက်ရအောင်เนาะအဲဥစ္စာအဲ့အတော်တွင်းမှာကိုပဲတမိစားထားကြတာကိုယုံကြည်မှုတွေလွန်ခဲ့ကြတာကိုငါအံ့ဩလို့မဆုံးเนาะ20ရဲ့နေရမှာ ပထဝီအဲပထဝီမို့တမိုင်းမေဂျာတမိုင်းမေဂျာအကောင်ပါလေးရဲ့ရီးစားနဲ့ချင်းတွေ့ရတဲ့မိမကိုနဲ့တအိမ်ပွင့်ထွက်သွားတယ်တဲ့အစိမ်းုံပြေးရတယ်တဲ့အဲ့တော့ယောက်ျားလေးရေလဲနှမသားချင်းဆန္နာကြပါနော်နှမသားချင်းဆန္နာကြပါဒီဟာဘာတဖက်ယောက်ျားလေးကဘာလောက်ထားလဲဆိုတော့လင်းငါကြီးစီထိုးထားလို့ဒီကောင်မလေးဒီလိုဖြစ်သွားတာနော်နှမသားချင်းဆန္နာကြပါဒီမှာဒီစိမ်းုံတက်သွားတယ် စိတ်ယုံတက်ရတဲ့အရေးပေါ်အဲ့လိုဖြစ်သွားလို့သူ့မိဘဘက်ကိုအကြောင်းကြားပြီးခေါ်ရမှာပဲအဲ့လိုမျိုးဆိုမိဘဘယ်မျက်နှာနဲ့လာရမှာလဲတနေ့လုံးမှမှာ2လ3လလောက်ပဲတွေ့ရတဲ့လူတယောက်ကိုပုံယုံပြီးပုံမအပ်နဲ့မိဘဘယ်မျက်နှာနဲ့လာရမှာလဲစိတ်ယုံရှက်လို့မလာဘူးဆိုလို့ရှင်လေကိုသားသမီးဒုက္ခရောက်မှာရှေ့မျက်နှာနောက်ထပ်ပြီးလာရမှာလေပြီးနောက်တစ်ယောက်ရှိသေးရဲ့22ရက်နေ့ကပထဝီမေကြီးကောင်မလေးအဆောင်မှာသွေးအံပြီးတည်သွားတာတဲ့ ။ဘာဖြစ်လို့တွေးရံသေးရလဲဆိုတော့တေချာမရေးထားဘူး။ရင်းနှီးကြောင်ဟစ်တိုင်းမှာတက်လာတာ။နော်။မင်းလေးလည်းကိုယ့်ဘောကိုတန်ဖိုးထားကြ။တကယ်လို့မှဒီကောင်နဲ့မယူပြဘူး။ယူပြသွားရင်တော့ကိစ္စမရှိဘူး။ဒီကောင်နဲ့မယူပြဘူး။တခြားလူနဲ့အိမ်အောင်ကြပြီဆိုရှင်။တန်ရာကြီးနဲ့လေ၊ချုပ်ရာကြီးနဲ့လေ။အိမ်အောင်ကြအိမ်အောင်ကြီးအဆင်ပြေမယ်ထင်လား။နောက်လို့နောက်လို့အတွက်အိမ်အောင်ကြီးအဆင်ပြေပါမလား။ချုပ်ရည်ကြီးပါနေတယ်။ ကောင်းလေးရယ်နှမသားချင်းစာနာနော်နော်5မိနစ်10မိနစ်လောက်အတွက်နဲ့ဒီတခြား5မိနစ်10မိနစ်စာခန်းစားကြလေးတွေဒီကြီးစေးတုံးပြီးတော့တခြားသူရဲ့တာသမီဘွားပြအောင်မလုပ်နဲ့နော်အဲ့လိုလိုက်စားနေရင်စားပဲဆိုတတ်တတ်ကိုရှိရအဲ့လောက်ပဲပြောမယ်အေးအေးပြောညီမလေးစီစားတာဆိုသူကအေးငယ်မအခုမှဟိုပြန်သွားတာမှ ဟုတ်လားအေးမဟုတ်ဘူးညီမလေးစီလာရဆိုလို့ရှင်လည်းတခါတည်းမေးလိုက်လေညီမလေးနဲ့ရယူမလားလို့အမတို့ကသူ့ကိုကွာရှင်းပေးဖို့ပြောပြီးသားအမနဲ့မတက်ဆိုင်တော့ဘူးနော်ညီမလေးအမစီလည်းဒီကက်ကလည်းအမကိုင်းတာအဲညီမလေးဆက်သွဲခြင်းအဲသူ့ကိုင်းတဲ့ဒယ်ရီနော်နံပါတ်ကိုဆက်လိုက်သိလားမောင်မောင်ညီမလေးကရှိနေလေမောင်ညီမလေးမပတ်သက်ရှင်တော့ညီမလေးရှောင်းနေရမှတိမှာပါအေးမပတ်သက်ရှင်လားပတ်သက်ရှင်လားတော့ညီမလေးတော့မသိဘူးညီမလေးကိုမင်းညာဘိုင်ပါမှာပို့တာတော့အမဟုတ်ပြတယ်

ရှိတာလို့အမကလည်းညီမလေးရှိလာရင်မဆိုးဆိုးပါဘူးညီမလေးလည်းခုနကဆက်တာပဲရှိရညီမလေးအေးအေးညီမလေးရှောင်းနေတာပဲမအေးအေးညီမလေးရှိရနေရကိုလာရဲဆိုပါညီမလေးကိုသူကတန်ရောစင်တကယ်ချစ်လို့နေမှာပေါ့အေးတကယ်ချစ်လို့လာတာပေါ့မဟုတ်မညီမလေးအောင်ရှောင်းနေတာလေမသိမှာပါညီမလေးမအောင်မအောင်ညီမလေးကတိပေးပြီးသားပဲကတိပေးပြီးသားပဲညီမလေးမပတ်သက်เสียဘူးလို့လေညီမလေးကတိပေးပြီးသားမအောင်ညီမလေးမိကောင်းဖိုင်းနေတာလေမိတယောက်ပါ ်အေးပါညီမနဲ့မိကောင်းပါအမအုံလန့်ပြောရလဲကျေးဇူးတင်တယ်အခုသူအပေါင်းသင်းနေတယ်သူဟာသူသွားတယ်လာတယ်အမတို့ကဘာမှမပြောဘူးအမတို့ကနိုင်လဲမနိုင်ဘူးသူ့ကိုနော်သူ့ကိုနိုင်လဲမနိုင်ဘူးသူ့လောက်သာရစနေရသူ့လာတာအမတို့ကစနေရနော်အဲကြောင့်ညီမလေးဆိုင်ကိုလာရဲဆိုညီမလေးမညီမလေးပြောပြရညီမလေးမကွေးမရှိရဆိုတော့သူသိနေရပဲလာလို့ရတာပဲဟုတ်ဘူးလားအဲ့ကြောင့်ညီမညီမလေးကြီးရဲ့နေရာတော့သူမတီးဘူးလေဒါမဲ့သူစုံစမ်းပြီးညီမလေးနေရာကိုသူရောက်လာတာ။ဩော်သူကစုံစမ်းပြီးတော့လာတယ်ပေါ့ညီမလေးစီကို။ ညီမလေးရှိတဲ့နေရာကိုဘယ်သူမှမသိဘူး။အော်။အေးပါအခုညီမလေးနဲ့မတွေ့သွားဘူးလား။ညီမလေးရဲ့တွေ့တယ်ကတွေ့ပြီညီမလေးအခုစကားနဲ့ရမ်းဖြစ်ပြီးညီမလေးပြန်လို့လိုက်တာ။အော်အေးညီမလေးအဲ့လိုပြောလို့စိတ်ညစ်ပြီးတော့ညီမမူပြီးပက်လက်လန်နေတယ်လေနဲ့။ငါတို့ကမပတ်သက်ပါဘူးငါတို့ကငါတို့ကလည်းငါတို့နေတာသူသူကသူကသူသူလမ်းကြောင်းတဲ့သူအော်ဘုန်းကြီးဟောမှာပါမယ်ညီမလေးကမအောင်ညီမလေးကိုတိုင်းမပြပြပါဘူးရှင် เออเออညီမလေးပို့ရတယ်ဘိုင်ပါလေးလည်းပြရတယ်သူကအမရန်လုံးမှာအမတော့ရန်လုံးပါဘူးအမတော့အမကလည်းမိကောင်းဖခင်တာသမီးမိပါမှုရသူတို့သူတို့လိုဗီဇမပါဘူးအမတို့ကနော်သူသူဗီဇလည်းမပါဘူး तू ကဟိုတာသမီးမျက်နှာမထောက်နော်ဖေးမေးမျက်နှာမထောက်နော် तू ကဒီလိုလောက်ရက်ဒီလောက်တာနော်အားကြောင့်အမဒီမိုင်းတဲ့ကကအမကိုင်းနာညီမလေးလှမ်းပြောအောင်ကျေးဇူးတင်နေနောက်နောက်ဘာကိစ္စမှအမကိုလှမ်းမပြောနဲ့ तू နဲ့ပတ်သက်လို့အမနဲ့ तू နဲ့ဘယ်လိုမှမသက်ဆိုင်တော့ဘူးနော် ကဲ့ပါအေးညီမလေးလမ်းပြတော့တန်းတဲ့ကိစ္စကဲ့တော့ပါအမတို့လင်းမြန်းတော့ရင်ဖြစ်ပါသေးဆိုတော့ကဲ့တော့ညီမလေးစိတ်ထဲမှာတော့မရှိဘူးမလေးဆိုင်ရင်လည်းပြပြရတာပဲရှိရဲ့အေးအေးညီမလေးမဟုတ်ဘူးညီမလေးကသူကတကယ်ချစ်တာမလေးဒီမှာခံစားနေရတာလေသူ့မှာညာဆိုခိုးပြီးစာပို့ရတယ်စာရိုက်ရတယ်သူ့မှာခံစားနေရတာလေညီမလေးဖုံးမဆက်ညီမလေးပြောသလိုပေါ့မရဲ့အမမဆက်တယ်ဦးတင်းနေပါရဲ့ ကျွန်တော်အရင်ညာလေးနဲ့ဟုတ်ချင်မအောင်မှာညာလေးညာပို့လိုက်တာတော်တော်မဟုတ်တဲ့ပုံပဲရှိရဲ့ကျွန်တော်ကတော့ခုမှမပို့ဘူးမှာအေးအမတော်သူကပြအဲ့ဒါတော့အမမိလို့ပါညီမလေးပို့တယ်စာပို့တယ်ဟာအဲ့လိုမပို့နဲ့ချီရဲ့အိမ်ကမိန်းမသိရင်ပြဿနာတက်လိမ့်မယ်တဲ့အဲ့စာလေးတော့အမကပို့တယ်ဒါပေမဲ့မကပြောပါဘူးဘာမှမပြောပါဘူးအဲ့ဒါတော့ညီမလေးမသိဘူးအဲ့ဒါညာငါတို့ညီမလေးကတော့မဟုတ်ကတော့မဟုတ်တဲ့ပုံပဲညီမလေးပို့လိုက်တာပဲညီမလေးပုံနဲ့ညီမလေးပုံနဲ့663ပါနောက်က6300တဲ့ညီမလေးကနံပါတ်နဲ့ပဲအမမှတ်ထားတယ်အမဘိုက်ပါမှာညီမလေးပုံနဲ့ နော်အဲ့တော့မသိဘူးနော်မအေးအဲ့တော့အေးဘာဟုတ်ပါဘူးညီမလေးသိတာမသိရညီမလေးကအခုညီမလေးကိုချစ်လို့သူကတော်တော်ကိုတန်းတန်းဆွဲဖြစ်နေရတော့ကြတော့ညီမလေးလက်ခံလိုက်ပါလို့အမားတို့သားမိတယ်အမားတို့ကသူ့အမားတို့ဘဝထဲမှာအမားတို့မရှိတော့ဘူးအဲ့ကောင် ညာလေးလက်မခံပါဘူးအမအတားကိုကိုရပိုင်းနေမကောင်းဆိုညာလေးတောင်ပြောလိုက်တယ်ညာလေးကိုကုန်းဆက်ဆိုလာလို့တော့အော်ကိုကလေးကိုဘီယူဆိုင်ပါဖုံးမဆက်နဲ့ဗာပြည့်ညာလေးညာလေးတောင်ပြောလိုက်တယ်မျိုးမေးကြည့်လိုက်ပါမလို့ကြောက်မေးမေးကြည့်ပါဦးမလေးအဲ့လိုကောင်မျိုးမေးကြည့်ရောယောက်ျားဖားတယ်ဟဲ့ဟုတ်မှညီမရောမိသားစုပြောပွဲပါလေဆိုတဲ့စိတ်တစ်ခုမှကိုမရှိခဲ့ဘူး။အော်အော်မောင်ညွန်လေးကလေးပေးထားပြီးခဲ့တဲ့အတိုင်းပဲညွန်လေးဆက်စပ်မလုပ်ဘူးလို့ညာလေးပြောထားပြီးသား။ အေးပါရေကျေးဇူးတင်နေအမအောင်လှမ်းပြကျေးဇူးတင်နေနော်အဲဒါကြောင့်ညီမလေးအမဟိုသူနဲ့အမနဲ့အသက်ဆိုင်မသက်ဆိုင်တော့ဘူးညီမလေးကြိုက်ချင်းလဲကြိုက်လို့ရတယ်ညီမလေးဟောပြီးညီမလေးပါတာညီမလေးသဘောအမတို့နဲ့မတက်ဆိုင်ဘူးသူကသူညီမလေးမှမဟုတ်ဒီပြင်ကောင်းမလေးလှုပ်လဲအမတို့ကကြည်နေုံမရှိရအမတို့ကတော့မပေါင်းဘူးသူ့ကိုမပေါင်းဘူးတိန်နေတာတူတူနေရတော့အမသားသမီးတွေအတိုင်းတာတစ်ခုတည်းအရွယ်မရောက်သေးလို့အမအဲ့အကောင်ကလို့ပြောဖြစ်နေရပဲရှိတယ်ညီမလေး